thank you မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်မရင်းရိုင်တဲ့စိတ်သက်ခွားနဲ့ရိုးရှင်းမြင့်မြတ်သူတုံးရဲ့ရတန်းခဲ့ရသောဘဝဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြမအပြည့်သူလူတို့တရက်လုံးကအမေစုကိုအမျက်တနိုးခေါ်ဝေါ်ခဲ့ရတဲ့ဒေါအောင်ဆန်းစုကြည်ကသူမရဲ့ရဲရင်မှုအကြမ်းမဖက်တဲ့နီလန်းတဲ့ဒီမိုကရေစီကိုဦးဆောင်တိုက်ပွဲဝင်ခဲ့မှုကမ္ဘာငြိမ်းချမ်းနိုဘယ်ဆုရှင်ဖြစ်ကမ္ဘာတဝန်ထင်ရှားတော်ကြားခဲ့သူတုံးဖြစ်လာခဲ့ပါတယ်သူမရဲ့အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုကျင်းပခွင့်မရခဲ့တဲ့တန်ပေါင်းများစွာသောပြည်သူများရဲ့ကိုစားကမ္ဘာတဝန်ရှိမြန်မာနိုင်ငံ ုင်ငံသားတွေကကိုစားပြုပြုလုပ်နေပြီဖြစ်ပါတယ်။စောင်းမပေါင်းများစွာလည်းရှင်းသားခဲ့ကြပါတယ်။အဲ့ဒီထဲမှာကထူးခြားတယ်လို့ယူဆခဲ့ရတဲ့အမေရိကန်ရှိမြန်မာရေးတက်ကြွလှူရှားသူတောင်းရင်စောင်းမကိုတင်ဆက်ပေးပါမယ်။ကဘာကြီးအတွက်ခန္ဓာရင်ရှိမှုရဲ့သင်္ကေတဖြစ်လာခဲ့ရသူကအခုကမြည်တိနေရလို့အတိအကျမပြောနိုင်တဲ့တနေရာမှာထုံလောင်ခံနေရလို့ကိုတိုင်ကိုကြမြင်ခွင့်မရတော့လဲမြန်မာပြည်သူတွေရဲ့နှလုံးသားမှာဂုဏ်ယူဝင်ကြွားစွာယက်တီခွင့်ရခဲ့သူဖြစ်ပါတယ်။ဖခင်ဖြစ်သူမြန်မာလူလည်ပြည်သူကကြီးဘိုးကျောင်းအောင်ဆန်းလောက်ကျန်တက်ဖြတ်ခံရချိန်မှာ သူမကနှစ်နှစ်သမီးအရွယ်သာရှိပါသေးတယ်။နာမကျန်းဖြစ်နေတဲ့မိခင်ကြီးကိုပြုစုဆောင်ရှောက်ဖို့မြမပြည်ကိုပြန်ရောက်လာခဲ့ချိန်မှာတော့26နှစ်ကြာဆင်အာနာရှင်တို့ရဲ့ဖိနှိပ်အုပ်ချုပ်မှုကိုခါကုတ်အောင်ခံလာရတဲ့ပြည်သူတွေကဘလို့မှဆက်ပြီးတီးခတ်နိုင်စွမ်းမရှိတော့လို့အုံကြွဆန့်ကျင်လာတဲ့သမိုင်းဝင်ရှင်လင်းလုံးရီတော်ဘုံကြီးနဲ့ကြုံကြိုက်သွားခဲ့ပါတယ်။ဖိဖိရဲ့သမီးတယောက်ဖြစ်ကျမအနီး နဲ့ပြပြနေရာတွေကိုလေ့လူရှုမနေနိုင်တော့ပါဘူးလို့ကြွေးကြော်ပြီး1988ဩဂုတ်လ26ရက်မှာတက္ကသိုလ်ရိပ်သာလမ်းချမ်းအမှတ်54မှာလူပေါင်း9သိန်းကလူလူကြီးကိုမိန်ကွန်းပြောကြားဖို့ရွှေဒဂုံဖျားနောက်ဖက်ပြစ်စင်အစင်မြက်ပေါ်ကိုရောက်ရှိလာခဲ့ခြင်းဖြင့်မြန်မာတို့ရဲ့အာဏာရှင်စန့်ကျင်ဒီမိုကရေစီရေးတိုက်ပွဲကိုချိန်ဆပြစ်ဝင်ရောက်လာခဲ့ပါတယ်။ ဒါဟာသူမရဲ့ဘဝအတွက်ကန့်စိုးမုံမောင်ကြခဲ့တဲ့နေရက်တွေရဲ့အစဖြစ်ပေမဲ့ပြည်သူတွေအတွက်တော့ဒီမိုကရေစီမီးရှို့တိုင်ကြီးထိန်လင်းစွာပေါ်ထွက်လာခဲ့ရခြင်းဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာအမြင့်တွင်လာခဲ့တဲ့အာဏာရှင်စနစ်ကိုတိုက်ဖြတ်ဖို့အသက်အပြင်53နှစ်ရှိအမျိုးသမီးကြီးက1988စက်တင်ဘာ29ရက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစတင်ဖွဲ့စည်းထူထောင်လာခဲ့ပါတယ်။စစ်အာဏာရှင်တွေက၎င်းတို့ကိုစန့်ကျင်လာတဲ့လူမှန်သမျှကိုချမ်းသာပြီးရုံးဆံမရှိတဲ့အားလျော်စွာသူမကိုလည်းဇူလိုင်1989မှ1900 65စုလိုင်း6နှစ်စက်တင်ဘာလ2000မေ2000နှစ်တနှစ်ခွဲမေလ2003မှာနိုဝင်ဘာ 30ခုနှစ်နှစ်ခွဲစုစုပေါင်း15နှစ်အကျဉ်းချခြင်းခံခဲ့ရပါတယ်။၎င်းနှင့်တူသူမကကမ္ဘာတဝန်းမှာအာဏာရှင်တို့ရဲ့ဖိနှိပ်အုပ်ချုပ်မှုကိုစန့်ကျင်တွန်းလှန်မှုရဲ့ပြယုံကြီးဖြစ်လာခဲ့ပါတယ်။ဆေးအာဏာရှင်တွေကသူမကိုတိုင်းပြည်ရဲ့အလိုလျောက်ထွက်သွားဖို့နှီးမျိုးစုံနဲ့ကောက်ကျစ်စွာကြံစီခဲ့ပါတယ်။ခင်မွန်ဖြစ်သူအောက်စဖို့တက္ကသိုလ်မှတိဘက်ရင်ကျေးမှုဆိုင်ရာပညာရှင် Michael Aris ကိုသူမထံ9ချိန်မြောက်လာရောက်ခွင့်ပေးခဲ့တော်လဲ6ချိန်မြောက်မှာတော့ပြည်ဝင်ခွင့်ဗီဇာကိုညှင်းပယ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာ Mr. Aris ကတင်အပ်မှုမှုကင်ဆာယောဂါကြီးဖြစ်နေခဲ့ပါတယ်။အဲ့ဒီအတွက် ခင်မွန်းဖြစ်သူနဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့အချိန်က1995လို့ဆိုရမှာဖြစ်ပါတယ်။မစ္စတာအဲရစ်ကသူ့ရဲ့53နှစ်မြောက်ဖြစ်တဲ့မတ်လ28 ရန်1999မှာဇနီးတဲ့ကိုတန်းတိုင်ရင်ကွဲလွန်သွားခဲ့ပါတယ်။ခင်မုန်းဖြစ်သူကိုဆုံးရှုံးသွားခဲ့ရတဲ့အပြင်တားနှယောက်ကိုပြုစုပြိုးထောင်ခွင့်မှာမိခင်တယောက်အနေနဲ့လက်လွတ်ဆုံးရှုံးခံလိုက်ရပါတယ်။ဒါကမိခင်တယောက်အနေနဲ့နှလုံးသားနဲ့ရင်းပြီးအကြီးမားဆုံးဆွန့်လွတ်ခဲ့ရမှုဖြစ်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးသူမကိုယ်တိုင်ကမိခင်တအုပ်အနေနဲ့တားရီကိုဆွန့်လွတ်ခဲ့ရတာဟာအကြီးမားဆုံးပေးဆက်မှုပါပဲ။ဒါပေမဲ့တခြားသူတွေကပို့ပြီးပေးဆက်ခဲ့ကြတယ်ဆိုတာကျွန်မအမြင်တတိပြုမိခဲ့ပါတယ်။မြန်မာနိုင်ငံဆိုတဲ့ပိုကြီးမားတဲ့ထောင်ထဲမှာတန်ရဲခဲ့တဲ့မိသားစုတွေ အတွက်ကျမရင်အချင်းထောင်တွင်လုတ်ပေါ်ကင်ပတ်တွေဟာရုပ်ပိုင်းရရောစိတ်ပိုင်းရမှာဘယ်လောက်ဆင်းရဲဒုက္ခရောက်ခဲ့ကြလဲဆိုတာကျမဘယ်တော့မှမမေ့ပါဘူး1997မှာတာနီယောက်ကဖခင်နဲ့ဒူးမီခင်ကိုစားကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုကိုလက်ခံရယူပေးခဲ့ပါတယ်စင်အာနာရှင်တွေကသူမကိုအချင်းချထားရမှာပြန်လွတ်ပေးခဲ့စဉ်အတွင်း1996မှာတကြိမ်2003ခုနှစ်မှာတကြိမ်အသက်ကိုလှုပ်ကြံဖို့ထီတောင်ပတ်ဆက်စွာကြံစည်ခဲ့ပါတယ်1990ရွေးကောက်ပွဲမှာအမတ်နေရာ81ရာခိုင်နှုန်းနဲ့အပြတ်အသတ်နိုင်ရရှိခဲ့ ော့လဲအဲ့ဒီရလက်ကို၎င်းတို့အလို့ကြမဟုတ်တဲ့အတွက် ပြောင်းကြကြပဲညှင်းပိတ်ခဲ့ပြီးနိုင်ငံကိုစစ်အာဏာရှင်စနစ်နဲ့နောက်ထပ်အနှစ်20တီတီအုပ်ချုပ်လာခဲ့ပါတယ်။စေအုပ်စုရဲ့ခေါင်းဆောင်ပိုတန်းရွှေက1990တင်ငန်းစာကိုယူပြီးစစ်တပ်မှအရက်သားပြည်သူများပေါ်ဆက်ပြီးတည်စားပေါက်ဗိုလ်ချအနိုင်ကျင့်ထားနိုင်ပေ2008ဖွဲ့စည်းပုံကိုတီထွင်ဖန်တီးလာပြီးမင်းအောင်လိုင်ကိုကာကွယ်ဦးစီးချုပ်လို့ဆိုပြီးခန့်အပ်ပေးခဲ့ပါတယ်။၂010ခုနှစ်မှာ၎င်းတို့ရဲ့ရွှေကပွဲကို NND မှသပိတ်မောက်ခဲ့ပြီးစစ်တပ်ရဲ့ပါတီဖြစ်တဲ့ USDP ကပြန်ပန်းမရှိအနိုင်ရသူဖြစ် ကရှက်သားတပိုင်းအစိုးရကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်၂၀၁၁နှစ်မှာ NLD ကပြည်သူ့လက်တွင်အာဏာပြန်လည်အနှင်းနိုင်ဖို့၂၀၁၁မှာပါတီကိုတဖန်ပြန်လည်မပုံတင်ခဲ့ပြီး၂၀၁၂မှာပြုလုပ်ခဲ့တဲ့ကြားပြတ်ရွေးကောက်ပွဲ၄၅နေရာမှာဒေါအောင်ဆန်းစုကြည်နဲ့ NLD က၄၃နေရာနိုင်ရခဲ့ပြီးလွှတ်တော်ထဲဝင်ရောက်ခဲ့ပါတယ် 2015ရွှေကပွဲမှာတော့ NLD က89ရာခိုင်နှုန်းနဲ့အနိုင်ရလာခဲ့ပြီးအစိုးရတစ်ကိုဖွဲ့စည်းနိုင်ခဲ့ပြီးမြေသူမရဲ့သားနှစ်ယောက်ကပြည်ပနိုင်ငံသားဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့တမနာဖြစ်ခွင့်မရှိလို့ဆိုပြီး၎င်းတို့ဖွဲ့စည်းပုံမှာသူမကိုပြစ်မှတ်ထားရေးဆွဲထားတဲ့အတွက်ငွေကြီးချုပ်ရာထူးနဲ့ညီမျှတဲ့နိုင်ငံတော်အတိုင်ပင်ခံရာထူးကိုဖန်တီးရယူခဲ့ပါတယ်။သူမအာဏာရရှိလာချိန်မှာလူငယ်မျိုးဆက်တွေကဒီမိုကရေစီနဲ့တာယာမွာပြောမှုဆိုတာကိုမှုံမှုံဝါဝါလမ်းမြင်ခွင့်ရလာခဲ့တဲ့အချိန်လေးဖြစ်ပါတယ်။ဒါပေမဲ့အရသာအစိုးရရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ သက်80ရွင်ရောက်ရှိလာပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ဖို့ကြီးမလေးလံလွန်လာတဲ့ဝင်တော့ဝင်ဖို့ကြီးကသူမမကုံပေါ်ကြာရောက်လာပြီဖြစ်ပါတယ်။ ။ပြည်စည်းယုံယွနေတဲ့စီးပွားရေးပြန်လည်နလန်ထူလာနိုင်ရေးပြိုပြက်နေတဲ့အခြေခံစောင့်များပြန်လည်တည်ဆောက်နိုင်ရေးဆယ်စုနှစ်ပေါင်းများစွာရှိကြလာတဲ့လူမျိုးစုပဋိပက္ခတွေကိုပြန်ပြေးပေးရေးအမြင့်တွယ်လာနေတဲ့အကျင့်ပြတ်ခြားစားမှုတွေကိုကင်တွင်ရေးရန်လိုနေတဲ့စစ်တပ်နဲ့အစဉ်ပြေအောင်နေထိုင်လုပ်ကင်သွားနိုင်ရေးဆိုတဲ့ဝင်ထုတ်ဝင်ပိုကြီးပဲဖြစ်ပါတယ်။ဒီဝင်ထုတ်ဝင်ပိုကြီးကိုကောင်းစွာထိုင်ရွက်နိုင်မှသိတဲ့အခါမှာတော့ဆေးအုပ်စုက2018ခုနှစ်မှာရိုဟင်ဂျာရေးခင်းကိုစတင်ဖန်တီးလာခဲ့ပါတယ်။ပြည်ရင်းမှာဘာသာရေးနဲ့ပတ်သက်ပြီးဆက်ဆက်ထိမကန်ဖြစ်လာတဲ့လူတို့နဲ့ နိုင်ငံတကာရဲ့ဝေဖန်ရှုတ်ချမှုတွေကြားမှာဒေါအောင်ဆန်းစုကြည်ကြားညက်သွားခဲ့ရပါတယ်စစ်တပ်ပေါ်ဘလူမအာနာတက်ရောက်နိုင်စွမ်းမရှိတဲ့ကြားမှာနိုင်ငံကိုလူမျိုးရေးမျိုးတွန်းအောင်လုပ်မှုဂျီနိုဆိုက်ဖြစ်တစိကပ်ပြီးတရားစွဲလာတဲ့ဖြစ်ကိုနိုင်ငံတကာတရားရုံးမှာသူမရဲ့ကုံတိတ်ခါကိုရှင်းပြီးကိုတိုင်ကိုကြသွားရောက်ဖြစ်ရှင်းခဲ့ပါတယ်သူမဝေဖန်သူတွေကအမှန်တရားဘက်ကရက်တီဖို့ပြက်ကွက်ခဲ့တဲ့ကိုကျင်တရားပြက်ကွက်မှုအဖြစ်ပြောဆိုဆွဆွဲချင်းခံခဲ့ရပါတယ်သူမဘက်ကရက်တီပေးတဲ့သူတွေကဖွဲ့စည်းပုံနဲ့စစ်တပ်ရဲ့လက်ထိတ်ခတ်ခံရတဲ့အစိုးရအဖြစ်အမြင်လို အာဏာသိမ်းခံရမယ့်အနေအထားနဲ့ရင်ဆိုင်နေရတဲ့ဖြစ်ကိုထောက်ပြကာကွယ်ပေးခဲ့ပါတယ်။သူမဖို့အကြီးမားဆုံးအတွက်ချက်မှားခဲ့တာကဖခင်ဖြစ်သူတီထောင်ပေးခဲ့တဲ့စစ်တပ်ကိုပြည်ထောင်စုမိခင်ကြီးတရားရဲ့မြစ်တာနဲ့ဖျံပြလက်တွဲခေါ်ယူသွားနိုင်မယ်လို့ယူဆထားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း2020ရွှေကောက်ပွဲမှာအပြတ်အသတ်နိုင်ရရှိခဲ့ပြန်ပြီးစစ်တပ်ကလူမှုပေါ်ဆက်ပြီးဗိုလ်ကြားနိုင်ခွင့်တစားတစ်တစားဆုံးရှုံးရတော့မယ့်အရေးကိုစိုးရွံလာလို့2021ဖေဖော်ဝါရီလမှာအာဏာသိမ်းကတိုင်းပြည်ကိုအမောင်းတိုက်ကြီးတဲ့တဖန်ပြန်လည်ဆွဲသွင်းလာခဲ့ပါတယ်။ ဒေါ်ဆန်းစုကြည်ကိုလည်း၎င်းတို့တွေးလို့ရသမျှလှုပ်ကြံဆွဆွဲမှုပေါင်းများစွာနဲ့ထောင်နဲ့33နှစ်ချမှတ်ခဲ့ပြီးနောက်ပိုင်းမှာ6နှစ်ပြန်လျှော့ပြီးခဲ့ပါတယ်။ဒီလိုနဲ့သူမဟာသူမဘဝရဲ့၄ပုံတပုံကိုအကျဉ်းထောင်ထဲမှာကုံလွန်နေရမှုပြည်သူများအတွက်သူမရဲ့မတောင့်မတနဲ့အေးချမ်းစွာနေထိုင်သွားနိုင်တဲ့ဘဝနဲ့မိသားစုဘဝတို့ကိုဆွန့်လွတ်ပြီးခဲ့ရတဲ့နိုင်ငံကောင်းဆောင်ကြီးဖြစ်လာခဲ့တယ်။ဒါပေမဲ့သူမကိုအဲ့ဒီလိုဆွန့်လွတ်ခဲ့ရသူဖြစ်ပြောဆိုခြင်းမျိုးလုံးဝလက်မခံခဲ့။ Is it not as clarified? Is it not a choice? လို့အမြဲတမ်းပြောခဲ့ပါတယ်။ သူမကပြီးပြည့်စုံသူမဟုတ်တယ်လို့သူရောစင်လည်းမဟုတ်ဒါပေမဲ့ပညာနဲ့စင်ကျင်နှုံတရားစိတ်ရှိတီးခံမှုဆွဲလုံးလာနေရိုးသားဖြောင်းမတ်မှုတို့မှာသူမဟာကမ္ဘာပေါ်မှာဘယ်သူနဲ့မှရှင်းနိုင်စရာမလိုအောင်ထူးချွန်ပြောင်မြောက်သူဖြစ်ပါတယ်အဲ့ဒီအတွက်လည်းပြည်သူတွေကသူမစိတ်ရဲ့ချမ်းသာခြင်းကိုကြီးကျမ်းမှ အဲ့ဒီအတွက်လည်းပြည်သူတွေကသူမစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းသာခြင်းတို့နဲ့ပြည့်စုံပါစေအချင်းချခံနေရတဲ့အဖြစ်မှာအမြန်ဆုံးလွတ်မြောက်ပါစေနေ့စဉ်လိုအလေးနက်စူတောင်းမြတ်တာပို့တာပေးနေကြတာဖြစ်ပါတယ်ဖခင်ကြီးမျှော်မှန်းခဲ့တဲ့တိုင်းရင်းသားစည်းလုံးညီညွတ်စွာနဲ့နိုင်ငံတော်တည်ကြည်ပေါ်ပေါက်လာရေးဆိုတဲ့စိတ်ကူးများကိုဆက်ပြီးဖြည့်ဆည်းဆောင်ရွက်ခွင့်ရပါစေလို့ရည်သားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်